စက်မှုကိုအားထားပြီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကင်နေကြတဲ့တောင်သူတွေဟာစက်သုံးစီတွေဈေးမြင့်တက်လာတဲ့အတွက်ထုံရက်စိုက်ပျိုးဖို့ခက်ခဲနေကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲဒီမော့ဆိုကိုဝေရောက်လာနိုင်တဲ့ကုန်စည်လမ်းကြောင်းတွေပိတ်သွားတာကြောင့်စက်သုံးစီတွေဈေးမြင့်တက်လာတာပါ။စီတွေပြက်လက်နေတာကြောင့်လည်းစီဆိုင်တချို့ခက်တပ်ပိတ်ထားရတာတွေလည်းရှိနေပါတယ်။အခုလိုထုံရက်စိုက်ပျိုးရာသီမှာစီပြက်လက်ခဲ့တဲ့အတွက် စိုက်ပျိုးရေးနှောက်ကျသွားမယ်ဆိုရင်တီးနှံမအောင်တာတွေ အထွက်နေတာတွေဖြစ်မာတွေကိုတောက်သူတွေကစိုးရိမ်နေကြတာပါလက်ရှိမှာတော့ဒီမော့ဆိုရှစ်ဖက်ချမ်းမှာတောင်ယာလေယာစိုက်ခင်းတွေဟာဆဲဘူတပုံတာထုံရက်စိုက်ပြိုးထားနိုင်သေးတယ်လို့သိရပါတယ်ဂရီနီမှာတော့ဂျေးလေဒေတာရဲ့အနှဲငယ်များတာစိုက်ပြိုးရေးလုပ်ငန်းတွေမှာကျွဲနှွားကိုအသုံးပြုကြတော့တာပါအများစုကစက်မှုကိုအသုံးပြုနေကြတဲ့အခုလိုအချိန်မှာစီမြင့်တက်တာနဲ့ဝယ်ယူဖို့ခက်ခဲတဲ့အတွက်တောင်သူတွေအခက်တွေ့နေကြတာဖြစ်ပါတယ်